thì mua rồi rồi cho nó béo cái này nó đã quay đi đây này nó rồi cái suối nào để chế bao mà luôn đó đi tông nhà tông sau cũ quý đã chế nó cho nó lấy luôn cái này nó em mà bù đi chế nó thoát rồi sau cũ chọc nó bù đi chế thoát rồi em bây giờ thì chế nó rồi lâu lắm lâu 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 mình tiêu bộ siêu sa mình có bao nhiêu cái nào cho nó xin lấy đồ ăn nữa lấy nhà mình công nữa ကျွန်တော်ဒီ3ဆုံးနဲ့9ခုနှစ်တဲ့ကဏ္ဍတစ်ခွက်က4ဆုံးနဲ့9ခုနှစ်တဲ့ကိုလိုက်ထွက်တယ်နော်အဲ့တော့လိုက်ထွက်ရင်သူ့ရဲ့ဂျန်တဲ့ကဏ္ဍက5ဆုံးနဲ့9ခုနှစ်ကိုလိုက်ထွက်တယ်နော်သူ့ရဲ့ဂျန်တဲ့9ဆုံးတဲ့က5ဆုံးနဲ့9ခုနှစ်မှာ3 90ကိုလိုက်ထွက်တယ်တွေ့ရင်ဒီကဏ္ဍတစ်ခွက်ကကျွန်တော်တို့ကအပီးပေါက်ဆိုးရမှာပေါ့နော်အဲ့မှာအပီးပေါက်ကိုသူကအဘူးတစ်ကြိမ်ပြေးတာတစ်ကြိမ်ပေါ့နော်9 30 48ကသူကအဘူးတစ်ကြိမ်ပြေးတာတစ်ကြိမ်ပေါ့နော်အနည်းဆုံးထွက်တယ်ဒီပို့တဲ့ကဏ္ဍမပါဘူးနော်ပို့တဲ့ကဏ္ဍမပါတာဘူးမပါတဲ့အပြင်ကသူကအပူးခွက်တစ်ခွက်ပြေးတာတစ်ခွက်ပေါ့နော်ဒီကဏ္ဍ6လုံးအပီးပေါက်ဟုတ်လားကျွန်တော်မေ့နေပြီနော် အခုကျွန်တော်တို့ဒီလူရက3ဆုံးနဲ့ခုနှစ်ထက်ငါးရှိက4ဆုံးနဲ့ခုနှစ်ထက်ကို live ထွက်ထွက်ရင်တွေ့ကျင်တဲ့1 3ညကိုက5ဆုံးနဲ့ခုနှစ်ထက်မှာ290ကို live ထွက်ထွက်ရင်ဒီ290ရဲ့ငါးရှိရဲ့ဒီကနန်း6လုံးကအပြီးပေါက်ဒီနှစ်ကြိမ်ဆော့ရမှာပေါ့နော်အဲ့ဒီမှာ तू ကဒီပို့ရကနန်းမပါဘူးပေါ့နော်နှစ်ရှိနှစ်တစ်ခါထွက်တယ်9ရှိ5တစ်ခါထွက်တယ်အခုဒီကြိမ်ဗီဒါဒီကြိမ်ပေါ့နော်ဘူးခွားဒီကြိမ် ဒီကျွန်တော်တို့ဒီ93 38ထဲက996က406ကိုလိုက်ထွက်တယ်ထွက်ရင်တွေ့ရင်တန်က198ကို509ကိုလိုက်ထွက်တယ်အဲ့လိုထွက်လို့ရှိရင်ဒီကနေ့နှစ်ကွက်ဒီကနေ့6လုံးပေါင်းနေအဲပြီးပေါက်ဒီဗဒေတာတစ်ချိန်ထွက်ရမယ်အပူတစ်ချိန်အနည်းဆုံးထွက်ရမှာပေါ့နော်တစ်ချိန်အနည်းဆုံးထွက်ပေးရမယ်ဒီ90ကြိုက်နေတာအခုကျွန်တော်ဒီမှာ300နဲ့2300 300နဲ့9ထဲက409 409ထဲကိုလိုက်ထွက်ထွက်ရင်တွေ့ရင်တန်ကဒီကနေ့နှစ်က509ကို302ကိုလိုက်ထွက်တယ်ထွက်ရင်ဒီ302နဲ့438ရဲ့ဒီကနေ့6လုံးထဲကအပီးပေါက်ဒီအပူခွားတစ်ချိန်နော်ဒီပို့တဲ့ကနေ့မှာပါအောင်နော်အပူခွားတစ်ချိန်ဗဒေတာတစ်ချိန်အနည်းဆုံးထွက်ရမှာပေါ့နော် အခုကြောင့်ဒီ2013မှာလေ3098 435က4098လိုက်ထွက်အထွက်ရင်သူ့ရဲ့ရင်ဆိုင်က6960က5098ကိုလိုက်ထွက်တာနော်ဒါခုနှစ်မူတွေနော်ခုနှစ်မူတွေတကယ်လို့တယ်နော်အဲ့လိုလိုက်ထွက်ရင်ဒီ6960 3964ရဲ့ဒီကနန်းနှစ်ကွက်အပီးပေါက်ဒီ5098ထဲမှာအပူးတစ်ကြိမ်ပြေးသားတစ်ကြိမ်အနည်းဆုံးဆော့ရမှာနော်အခုဒီမှာလည်းသူကလုတ်သွားပါပြီနော်ကျွန်တော်ဒီမှာပါပါပဲရလိုက်တာပဲနော်3098က95 6က4098လိုက်ထွက်တယ်အထွက်ရင်သူ့ရဲ့ရင်ဆိုင်ကအဲ9093က5098ကိုလိုက်ထွက်တယ်နော်ဒီမှာနှစ်ကွက်ဆိုတော့ကျွန်တော်အာမထိုးနိုင်လို့ပေါ့နော်ပါပါပဲပေါ့ အဲ့မို့ကျွန်တော်တို့ကဒီကနန်းနှစ်ကွက်ဒီအပြီးပေါ့ဒီပို့တဲ့ကနန်းမပါဘူးနော်ပို့တဲ့ကနန်းမပါဘူးပို့တဲ့ကနန်းမပါတော့မှကျွန်တော်တို့ကဒီ630မပါဘူးဒီ630ရဲ့369ရဲ့ဒီကနန်းနှစ်ကွက်အပြီးပေါ့ပေါ့နော်အဲ့မှာကျွန်တော်တို့ကကနန်းတူစုလိုက်ရင်3369ခွေအဲ့မှာအပူတစ်ကြိမ်ပရိသတ်တစ်ကြိမ်လာရမှာနော်အဲ့မှာအပူတစ်ကြိမ်ကတော့ကျွန်တော်တို့ကမှန်သွားပြီပေါ့နော်အပူတစ်ကြိမ်ကကျွန်တော်တို့696ထွက်သွားပြီနော်အဲ့ပရိသတ်တစ်ကြိမ်ကျမ်းမှာနော်ဒီဘွဲမှာကျွန်တော်က3မိနစ်က3ပါတဲ့ကနန်းတွေကစားမှမဟုတ်လို့နော်ဒီဒီမူပြန်ပြပေးတာနော်ဒါ3369ခွေနော်အဲ့မှာကန်ဆိုးရင်တော့ဒီကြိမ်ပေါက်မယ်လို့ကျွန်တော်ပြောခဲ့တယ်ဒါမှမဟုတ်ကျွန်တော်မပေါက်ဘူးလေနော် main key ပြတ်သွားလို့ဗောနော်အဲ့ပွဲကျွန်တော်ကတုံးရတစ်နှစ်သုံးလေး main key လေးနော် main key ပြတ်သွားလို့ကျွန်တော်696မှာမပေါက်လိုက်ဘူးနော်ဒါကတုံးရ369ခွေရကျွန်တော်တို့ဗဒေတာတစ်ချိန်ကြံနေလို့ပြောချင်တာဗောနော်အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့ဒီကောင်693ကကျွန်တော်19ချိန်မှာတစ်ခါ ఓ ခဲ့သေးတယ်နော်19ချိန်မှာကျွန်တော်အဲ20 20ကြိမ်မှာကျွန်တော်တို့ပြန်ဩမယ်ဗောနော်20ကြိမ်မှာပြန်ကစ်မယ်ဒါကျွန်တော်တင်ပေးခဲ့ပြီးတဲ့၃ညပါတဲ့ကဏ္ဍမျိုးကိုနော်ဒါကျွန်တော်ပြန်တင်ပေးတာဗောနော် ဒီ complete ရေးနေရရှင်းနေငါကသူက9နှစ်မြောက်ကိုလိုက်ထွက်ပေါ့နော်လိုက်ထွက်ရင်အဲ့ရှင်းနေငါရဲ့နောက်နှစ်မှာတကူတော့ပြန်ကြကနန်းခုံ6ခုနှစ်ရဲ့အပေါ်9နှစ်မှာပေါ့နော်ဒီ complete ကြောင့်အပေါ်9နှစ်မြောက်မှာ complete စထွက်ရင်အဲ့ complete ကပြန်ကြသူ့ပါပါနှစ်ပြည့်ကမြင်းကုန်မှာထောက်နေရမှာနော်အဲ့လိုထောက်ပြီးမှသူကပြန်ကြတာဒီမှာကျွန်တော်တို့ဒီ complete ရဲ့ရေးနေရ3နှစ်ခုံက9နှစ်မြောက်ကိုလိုက်ထွက်ထွက်ရင်အဲ့3နှစ်ခုံရဲ့နောက်နှစ်မှာတကူတော့ပြန်ကြကနန်းရဲ့အပေါ်9နှစ်မှာ complete စထွက်ခဲ့ရင်အဲ့ complete ပြန်ကြသူ့ပါပါနှစ်ပြည့်ထောက်ပြီးမှပြန်ကြနော်အခုကျွန်တော်တို့ဒီ complete ရဲ့ရေးနေ338က9နှစ်မြောက်ကိုကျွန်တော်တို့ကအဲလိုက်ထွက်ပေါ့နော် တုံညာသုံးချက်က၅နှစ်မြောက်ကိုလိုက်ထွက်ထွက်လို့ရှိရင်တုံညာသုံးချက်နောက်နှစ်မှာဆိုတခုတော့ပြန်ကြကနေ၄၆ခွင့်အပေါ်၅နှစ်မှာခွန်ပရိတ်စထွက်ရင်အဲ့ခွန်ပရိတ်ကပြန်ကြသူ့ဘာဘာနှစ်ပရိတ်ထောက်မှာပြန်ကြတယ်နော်အနှစ်ထဲပြန်ကြကနေနှစ်ထဲနှစ်ပရိတ်ထောက်မှာပြန်ကြအခုကျွန်တော်တို့ဒီခွန်ပရိတ်ရင်ဆိုင်၅နှစ်၆ကသူကဒီ၅နှစ်မြောက်ကိုလိုက်ထွက်ပြီပေါ့နော်၅နှစ်၆၅နှစ်မြောက်လိုက်ထွက်ပြီအဲ့နောက်နှစ်မှာတော့တခုတော့ပြန်ကြကနေအပေါ်၅နှစ်မှာနော်ခွန်ပရိတ်စထွက်ခိုင်းအဲ့ခွန်ပရိတ်ကလုံးဝပြန်ကြမှာနော်သူ့ဘာဘာနှစ်ပရိတ်ထောက်တဲ့အဲ့အပေါ်၅နှစ်မှာပဲပြန်ကြတာနော်ကျွန်တော်နှစ်ပွဲဖမ်းပေးခဲ့တယ်နော်ဒီပွဲရဲ့ဒီကျွန်တော်တို့ဒီနှစ်ပရိတ်ကနှစ်ချက်ပဲထွက်ထားလို့နော် ဒီ20ကြိမ်ရေကိုဖမ်းပြီးခဲ့တယ်အဲ့မှာသူကဒီပထမအိမ်မှာတိုးထွက်သွားပါဘောနော်ကျွန်တော်တို့ကနောက်ပိတ်ထိုင်တူနဲ့ကစ်လိုက်တာမို့လို့အမီးတိတ်မရလိုက်ဘူးလေနော်ပောက် တက်ပောက်တက်တိတ်မရလိုက်ဘူးကျွန်တော်ကငါးနောက်ပိတ်ဒီငါးနောက်ပိတ်ပေါ့အဲ့ဒီလိုကွန်ပလိတ်တွေပြန်ကြွားလို့နော်အဲ့ဒီကွန်ပလိတ်တွေပြန်ကြွားလို့ကျွန်တော်တို့အဲ့ဒီကွန်ပလိတ်ကနေနှစ်နှစ်လေးနှစ်အနှစ်နှစ်ကြိမ်၄ကြိမ်၆ကြိမ်၈ကြိမ်၉ကြိမ်တက်လိုက်တဲ့ကဏ္ဍကကျွန်တော်တို့ကနောက်နှစ်ကိုလိုက်ထွက်ပေါ့နော်အဲ့မှာကျွန်တော်တို့ကဒီ1000ဝင်းစားခဲ့တဲ့2600ရဲ့ကဏ္ဍဆိုပြီးကျွန်တော်တို့ကဘေးလေးကြီးမှာဆိုဒီမှာဒီပွဲတွေမှာအောက်ခဲ့သေးတယ်ပေါ့နော်အဲ့မှာသူမထွက်ခဲ့ဘူး အဲ့မှာကျွန်တော်တို့ဒီ၉နောက်ပိတ်ကြောင့်ဒီခွန်ပိတ်ပြန်ကြရင်တော့မှာ၉ကြိမ်ကြီးတဲ့ကနေနောက်နှစ်လိုက်ထွက်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ဒီတိုင်းမှာဒီခွန်ပိတ်ပြန်ကြရင်တော့မှာနောက်နှစ်၉နောက်ပိတ်တယ်လို့တူရ၂ကြိမ်၄ကြိမ်အဲ၆ကြိမ်၈ကြိမ်၉ကြိမ်တက်တဲ့ကနေနောက်နှစ်လိုက်ထွက်နော်ဒီ၉နောက်ပိတ်ကြောင့်လည်းဒီခွန်ပိတ်ပြန်ကြရင်တော့မှာ၂ကြိမ်၄ကြိမ်၆ကြိမ်၈ကြိမ်၉ကြိမ်တက်တဲ့ကနေနောက်နှစ်လိုက်ထွက်နော်ဒီ၉နောက်ပိတ်ကြောင့်လည်းကျွန်တော်တို့ဒီခွန်ပိတ်ပြန်ကြရင်တော့မှာ၂နှစ်၄နှစ်2ကြိမ်၄ကြိမ်6ကြိမ်7ကြိမ်9ကြိမ်တက်လိုက်တဲ့ဒီ363အာဒီနော်နောက်နှစ်ကိုလိုက်ထွက်ဆိုယူထားတာအဲ့မှာ အဲ့မှာတစ်ခုရှိတာကအချောက်60မူတိုက်ရှိတာဒီမှာပြနေရနော်ဒါပထမတစ်ချက်ကျွန်တော်ယူစပြတာ633အဲ့မှာကိုကလေးကကိုကလေးဒါကိုကြီးကိုကလေးစနစ်ကိုကျွန်တော်ပြန်ပြပေးမှာပေါ့နော်အဲ့မှာဒီကလေးကမှာသူကနှစ်မူခွဲလာလို့ဒီမှာကြည့်ကျွန်တော်တို့ပထမဆုံးထွက်တဲ့ခွန်ပရိတ်ပြန်ကြမှာနော်ပထမဆုံးထွက်တဲ့ခွန်ပရိတ်ပြန်ကြအောင်ကြည့်လိုက်အဲ့ခွန်ပရိတ်ကသူကဒီဇောင်းပရိတ်၃ခုပေါင်းခွန်ပရိတ်ရယ်၅ပရိတ်ရယ်ဒီခွန်ပရိတ်ရယ်နော်ခွန်၅ခွန်ဆိုပြီးတော့ပရိတ်၃ခုကို၉လို့ဖြစ်ပြီးမှသူကပထမခွန်ပရိတ်မှာပြန်ကြထားတာအဲ့လိုပြန်ကြထားလို့ကျွန်တော်တို့ကအဲ့ ောက်နှစ်မှာလည်း9နောက်ပိတ်ဆက်တယ်ဗရိတ်သုံးခုကို9လို့ဖြစ်ပြီးပြန်ကြတယ်နောက်နှစ်မှာ9နောက်ပိတ်တယ် MOD ဗရိတ်သုံးခု9လို့ဖြစ်ပြီးပြန်ကြထားတဲ့ဒီဗရိတ်ကနေတော့တစ်နှစ်နှစ်နှစ်သုံးတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်၅ချိန်၆ချိန်ခုနှစ်ချိန်ရှစ်ချိန်9ချိန်တက်လိုက်တဲ့ဒီကနန်းကလည်းနောက်နှစ်လိုက်ထွက်နေတာပဲနော်မူခွဲရှိတယ်ပြောပြနော်ဒီမှာခွန်ဗရိတ်ပြန်ကြတော့လေသူက3ည3ဗရိတ်2ဗရိတ်ခွန်ဗရိတ်ဆိုပြီးတော့မှဗရိတ်သုံးခုကို9လို့ဖြစ်ပြီးပြန်ကြပြန်ကြပြီးတော့မှအဲနောက်နှစ်မှာသူက9နောက်ပိတ်ကိုနောက်ပြတ်တယ်လို့ဒီပြန်ကြကနန်းရင်တော့2ချိန်4ချိန်6ချိန်7ချိန်9ချိန်တက်တဲ့ဒီကနန်းကလည်းပြန်ကြနောက်နှစ်ကိုလိုက်ထွက်လို့ရတယ်နော် ဒီမှာဒီ complete ပြန်ကြတော့လေ तू က၄ပြည့်၈ပြည့် complete ၄၈ complete တုံးခုကိုကိုလို့ဖြစ်ပြီပဲ तू ပြန်အဲပြန်ကြထားတာအမှုတူကနောက်နေ့မှ9နောက်ပိတ်တယ်လို့ဒီပြန်ကြကနန်းရင်တော့2ကြိမ်4ကြိမ်6ကြိမ်7ကြိမ်9ကြိမ်တက်တဲ့ဒီကနန်းကလည်းနောက်နေ့လိုက်ထွက်ပေါ့နော်အခုကျွန်တော်တို့ကယူထားတာဒီခွန်ပရိတ်ပြန်ကြရရင်တော့မှ9ကြိမ်ရေးလိုက်တာအခုတူကဒီခွန်ပရိတ်ပြန်ကြမှာကတူပရိတ်တုံးကိုကိုလို့မဖြစ်ဘူးပေါ့နော်အနှစ်နှစ်ခုံဆိုတစ်ဖြစ်နေတာနော်တစ်ဖြစ်နေတာဆိုတော့တူကတော့တစ်ဖြစ်နေတော့အဆင်မပြေဘူးပေါ့ဒီမှာကတူကပရိတ်တုံးကိုကိုကဒီ6000နှစ်မှလာဖြစ်တာနော်ဒီမှာကျွန်တော်တို့က6 9 4ဆိုပြီးတော့မှပရိတ်တုံးကိုကိုဖြစ်ပြီးတော့ ဒီမှာပြန်ကြကနန်းဆော့ထားတာအမှုဒီ9နောက်ပိတ်စီလေဒီပြန်ကြကနန်းအရင်တော့9ချိန်ရေးလိုက်တဲ့ကနန်းဆိုရင်2ချိန်4ချိန်6ချိန်7ချိန်9ချိန်ရေးလိုက်တဲ့ကနန်းဆိုရင်ဒါ690နော်ဒါ690အာဒီနှစ်ကွက်ပေါ့နော်ဒီနှစ်ကွက်ဖြစ်မှာတော့လေးကွက်မှာမူကွဲသွားတယ်ဗျာနော်哦，立体那帮股，嗯嗯嗯。 အဲဒီဘွဲမှာကျွန်တော်၃ညပါတယ်မနေ့က၃ညပါတယ်ကဏ္ဍလေးပဲအဓိကဆော့မှာပေါ့နော်အဓိကဆော့မှာကျွန်တော်တို့ကခေါင်းမှန်မှာတယ်နော်ဒီမှာကကျွန်တော်တို့ကပထမကွန်ပလိတ်ပြန်ကြမှာကြတော့ကျွန်တော်တို့ဗလီ၃ခုကိုကိုးဖြစ်တယ်ပြန်ကြတယ်ဒုတိယကွန်ပလိတ်မှာလည်းဗလီ၃ခုကိုကိုးဖြစ်တယ်ပြန်ကြတယ်နော်မတတိယကွန်ပလိတ်မှာလည်းဗလီ၃ခုကိုကိုးဖြစ်တယ်ပြန်ကြတယ်စတုထမှာကြတော့ဗလီ၃ခုကိုအဲကိုးလို့မဖြစ်ဘူးပေါ့နော်နှင်းနှစ်နှစ်ခုံကြီးဖြစ်နေတာစက်တစ်ကြီးဖြစ်တာပေါ့နော်တစ်ဖြစ်နေ1 4 6 8 10စက်တစ်ဆိုရင်အဲအဆင်မပြေဘူးပေါ့နော်အခုကျွန်တော်ကဘယ်တော့မှကိုးဖြစ်တာဒီ ဒီမှာ6 4 6လေးဆိုပြီးဒီသုံးကို9ဖြစ်ပြီးတော့မှဒါကိုကလေးရဲ့မူလေးပေါ့နော်9ဖြစ်ပြီးမှပြန်ကြထားတာပေါ့နော်ပြန်ကြထားတော့ဒီပြန်ကြကနန်းရင်ပြီးဒီသုံးကို9ဖြစ်ပြီးပြန်ကြထားလို့နောက်နေ့မှလည်း9နောက်ပြီးလည်းတက်လို့ဒီပြန်ကြကနန်းရင်တော့9ချင်ကြီးလည်းတက်60စီနောက်နေ့ကိုလိုက်ထွက်လို့ရတယ်နော်ဒီမူကကျွန်တော်မနေ့က3ညပါတဲ့ကနန်းလေးဆွတ်မှာမဟုတ်လို့ဒီမနေ့က3ညပါတဲ့ကနန်းလေးကိုပြပေးတာနော်6 3ည3အား60အားနော်2ကွက်နော်ဒါ20ချင်ပေါ့20ချင်နော်60အား6 3ည3အားဒါမနေ့က3ညပါတဲ့ကနန်းလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြပေးတာနော်

အဲ့လိုဖြစ်ပြီးသူကဘာဖြစ်လဲဆိုတော့အဲ့နှစ်ရဲ့အချိန်၂၀မှာပြင်ကြကနဲဆော့တယ်ပြင်ကြကနဲဆော့တယ်ပြင်ကြကနဲဆော့တယ်နော်ပြင်ကြကနဲ၃၃နှစ်သက်တိုက်ကိုအချိန်၂၀မှာဆော့တယ်ဆော့ပြီးသူကသူ့ဘေး၅ချိန်တက်လိုက်နှစ်ချိန်၄ချိန်၅ချိန်တက်လိုက်ရင်ထိသုံးလုံး၃ထိသုံးလုံး၃ခါသုံးလုံး၃ညနောက်ပြီး၃လုံး၉နော်ထိထောင်သုံးလုံး၃နောက်ထောင်ခါထောင်သုံးလုံး၃ညနောက်ထောင်၃လုံး၉၃၃ည၉အဲ့၃၃ည၉ဒီအနှစ်ထဲမှာလိုက်ထွက်ခဲ့ရင်အဲ့ကနဲကနောက်နှစ်ကိုလိုက်ထွက်အဲ့မှာကျွန်တော်တို့ကကနန်းလိုက်ပို့တဲ့ပို့တဲ့ကနန်းဂျင်းတဲ့နှစ်ကျော်ဖမ်းလိုက်တာနော် သူမထွက်ခဲ့သေးဘူးပေါ့နော်ဒီပညာကဏ္ဍကရင်တော့ကျွန်တော်တို့ဘေး2ကြိမ်4ကြိမ်5ကြိမ်တက်လိုက်ရင်လေထိတ်တလုံးကခါတလုံးတုံညာနောက်ပြီးတလုံးတုံအဲ့ငါးတုံညာတုံးဆိုတဲ့ပေါင်းချင်းကအဲ့ဒီထဲမှာထွက်ခဲ့ရင်အဲ့ကဏ္ဍကနောက်နေ့ကိုလိုက်ထွက်နော်လိုက်ဖို့ကဏ္ဍရင်တိုင်းတစ်နှစ်ကျော်ဆိုကျွန်တော်ဖမ်းခဲ့တာမထွက်ခဲ့ဘူးနော်ဒီပညာကဏ္ဍရင်ဘေး5ကြိမ်တက်လိုက်ရင်လေထိတ်တလုံး4ခါတုံညာခါတလုံးတုံတုံညာနောက်ပြီးတလုံး4တုံညာ4ဒီအဲ့ဒီထဲမှာထွက်ခဲ့လာထွက်ခဲ့ရထွက်ခဲ့ရင်အဲ့ကဏ္ဍဒီနောက်နေ့ကိုလိုက်ထွက်ဖို့အားကောင်းတယ်ဒီမှာကဏ္ဍလိုက်ဖို့ရင်တိုင်းတစ်နှစ်ကျော်ဒီပွဲမှာကျွန်တော်တို့ဖမ်းပြီးစော်ခဲ့တယ်မရအောင်နော်အခုပွဲမှာကျွန်တော်ကမနစ်ကတုံညာပါတဲ့ကဏ္ဍဆိုရင်လေဒီကောင်ကအကျုံးဝင်တာပဲဒီပွဲမှာနော်ခုနကကျွန်တော်ပြခဲ့တာက အဲ633အာ639အာနော်20ချိန်2025နော်အခုကကျွန်တော်434အာနော်ဘာလို့ဆိုတော့ तू ကနှစ်ကစီးနဲ့လေ तू ကဒီဘွဲမှာထွက်လို့ရတယ်ဗောနော်ထွက်လို့ရတယ်ဆိုတာဘယ်လိုထွက်လို့ရလဲဆိုတော့ခဏဒီမူလေးကကျွန်တော်မေးတော့မေးနေအဲနှီးဦးမှာဒီခွန်36နှီးဦးမှာခွန်36အဲ့ခွန်36ကအဲ तू ကပြန်ကြပြန်ကြပြီးရင် तू ကကကတူကက496ကလေသူ့ရဲ့အောက်နှစ်ဘွဲကျော်မှာ လည်းပြန်ကြအဲ့ဒီလိုပြန်ကြရင်နော်အဲ့ဒီလိုပြန်ကြရင် तू ကသူ့ရဲ့သူကရောတနေ့နေ့နေ့သုံးနေ့လေးနေ့မြောက်မှာထွက်တဲ့ကဏ္ဍဒီ69တက်အ69တက်ဒီ10ပြိကဏ္ဍနော်အ10ပြိကဏ္ဍဒီသူဆောင်းကိုဆောင်းထိုးရိုက်လို့ရတယ်ဒီလိုအချိန်ကိုက်ကနော်ဒီလိုအချိန်ကိုက်ကကဏ္ဍကဒီကိုဆောင်းထိုးလို့ရိုက်လို့ရတယ်အခုဒီမှာကျွန်တော်တို့ဒီအဲ့လိုဖိန်လေးပဲဒီမှာနှစ်ဦးမှာ395ဒုတိယအချိန်မှာ395ခုအဲ့395ဒီရင်ကြရမှာကြပြီးနှစ်ပွဲကြုံမှာသူကောက်က395ဒီပြန်ကြရမှာ ဲ့လိုပြင်ကြပြီးသွားရင်တနေ့နေ့၃နေ့၄နေ့မှလည်းရှစ်ပြိကနံပဲရှစ်ပြိကနံလိုက်ထွက်တာပဲနော်ဒီလိုဖိန်တဲလာအဲ့ရှစ်ပြိကနံမှုလို့အဲ့ရှစ်ပြိကိုဒီမှာဇောင်းဖူးရိုက်သွားရင်လည်းသူကရရတယ်ဒါသူထွက်ဖို့ရှိတဲ့လားလာလေးကိုပြပေးတာနော်အဲ့မှာဦးနှကပထမပြတာကကျွန်တော်တို့ဒီကောင်ကခွန်ပရိတ်ကနေကိုးကျင်ကြီးလိုက်တဲ့ကနံဒီကောင်ကဒိတ်သုံးခုကိုကိုးလို့ဖြစ်ပြီးပြန်ကြလို့သူကနေကိုးကျင်ကြီးလိုက်တဲ့ကနံဟိုဒီလူတွေနဲ့လေကွာ တိချာမှာစီနာနဲ့ပြနေတာပါသမဘာဒီမန်းလို့မှန်းမှန်းမသိဘူးနော်အဲဒီတစ်ဘက်က246ကီးဗျအရင်ဘက်က913ကဒီတစ်ဘက်က246ကီးနော်ဘာတစ်ခုမှလိမ့်တော့မပါပါဘူးခင်ဗျာလို့နော်အဲ့မှာ၄တုံညာ၄ထွက်လို့ရတယ်နော်จินูรุจินูรุအဲ့ဒီမှာကျွန်တော်ဟိုနေ့ကပြခဲ့တယ်ဒီက ဒါကျွန်တော်ကဒီဘွဲမှာဆော့မှာမလို့နော်ပြပြတာပါနော်ကြိုက်တော့လဲယူပါမကြိုက်တော့လဲမယူပါဘယ်သူမှအတင်းမထိုးခိုင်းမအောင်နော်ကိုကြိုက်မှလည်းကိုထိုးပါနော်ကျွန်တော်တို့ဒီမနေ့ကကျွန်တော်ပြပြခဲ့တယ်မနေ့ကလိုက်မှာနော်ဒီ၄ဆုံးနဲ့ခုနှစ်ထဲကဒီ၅ဆုံးနဲ့ခုနှစ်ထဲကိုခဏတစ်ခွက်ပို့ရမှာအဲ့၅ရဲ့ပါဘ၅ဆုံးခုနှစ်မို့၅ရဲ့ပါဘ၃ညပါတယ်ခဏတစ်ခွက်နော်အလိုက်ပို့ရမှာအဲ့မလိုက်ပို့ရင် तू အဲ့ထဲမှာက तू ကအဲ့၄ဆုံးခုနှစ်ထဲကအပူးခွားရဲ့ရင်ဆိုင်မှာတစ်ခါကို तू ကလိုက်ပို့ရတယ် အခုကျွန်တော်ဒါခုနှစ်မှုပေါ့နော်ပြီးရင်ကျွန်တော်ဒီ၄ဆုံးခုနှစ်ထဲကနော်၄ဆုံးခုနှစ်ထဲကအဲတုံညပါတယ်ခဏက၅ဆုံးခုနှစ်ထဲကိုလိုက်ထွက်မှာထွက်လို့ရှိရင်အဲ၄ဆုံးခုနှစ်ထဲကအပူဖွားရဲ့ရင်ဆိုင်မှာထွက်ကိုထွက်ရတယ်တခါနော်အခုကျွန်တော်ဒီမှာ၄ဆုံးခုနှစ်ထဲကတုံညပါတယ်ခဏက၅ဆုံးခုနှစ်ထဲကိုလိုက်ထွက်တော့မှာနော်အဲလိုက်ထွက်လို့ရှိရင်အဲ၄ဆုံးခုနှစ်ထဲကအပူဖွားရဲ့ရင်ဆိုင်မှာဟိုထွက်ကိုထွက်ရတယ်နော်ဒီမှာ၄ဆုံးခုနှစ်ထဲကတုံညပါတယ်ခဏ၅ဆုံးခုနှစ်ထဲကိုလိုက်ထွက်ထွက်ရင်အဲ၄ဆုံးခုနှစ်ထဲကအပူခွားရဲ့ရင်ဆိုင်မှာပဲသူကဒီချိန်နဲ့ထွက်လေသူ့ရဲ့ရင်ဆိုင်မှာတစ်ခါထွက်ပေးရတယ်နော်အဲ့စနစ်လေးကိုကြိုက်လို့ ီမှာ၄သုံးခွနှစ်ထဲက၃ညပါတယ်ခဏခွန်၃ည၄၅၅သုံးခွနှစ်ထဲကိုလိုက်ထွက်ထွက်ရင်အဲ၄သုံးခွနှစ်ထဲကအပူခွားရင်တိုင်းမှာတစ်ခါထွက်ရတယ်လို့နော်စနစ်ကိုပြနေရဗျာနော်စနစ်ကိုကြည့်စနစ်ကိုကြိုက်မှလည်းတုံးအပိုင်လူလည်းတခွန်းမှမပြောဘူးပါဘူးနော်အဲမှာ၄သုံးခွနှစ်ထဲက၃ညပါတယ်ခဏကောင်၅သုံးခွနှစ်ထဲကိုကျွန်တော်လိုက်ထွက်မယ်လို့ကျွန်တော်ယုံကြည်ချက်ကြောင့်ကျွန်တော်လိုက်နေတာနော်အဲမှာကျွန်တော်တို့ကဒီမှာ၈ခွက်ရှိမယ်ပတ်လဲဆိုရင်နော်ပတ်လဲဆိုရင်၄၂ခွက်ရှိမယ်မနစ်က၃ညပါတယ်ခဏနေဒါမနစ်ကရေးပြခဲ့ပြီးပြီနော်အဲမှာကျွန်တော်ဒီပွဲမှာကသူက ဲ့မှာဒီတောက်လျှောက်ပေါ့ဒီ84 85လဲသူအပူခွားရင်ဆိုင်မှာထွက်ခဲ့ရဲ့အဲဒီမှာ तू က84 85မှာလဲ तू အပူခွားရင်ဆိုင်မှာထွက်ခဲ့ရဲ့နော်ဒီမှာကျွန်တော်တို့84တဲ့ကအပူခွားအပူခွားရင်ဆိုင်မှာ84တဲ့ကဒီတုံညပါဒကနေကဒီ85ခုနှစ်ထဲကိုလိုက်ထွက်တာထွက်ရင်84ရဲ့အပူခွားရင်ဆိုင်မှာပဲထွက်နေတာနော်ဒီမှာလဲ84ရဲ့အပူခွားရင်ဆိုင်မှာပဲတုံညပါဒကနေကိုလိုက်ထွက်နေတာနော်ဒီမှာလဲအပူခွားရင်ဆိုင်မှာပဲ तू ကတုံညပါဒကနေကိုလိုက်ထွက်နေတာနော်ဒီမှာလဲအပူခွားရင်ဆိုင်မှာပဲတုံညပါဒနေအဲဒီ85ခုနှစ်ထဲကတုံညပါဒကနေကိုလိုက်ထွက်နေတာ ဒီမှာလဲသူကအပူဖိုင်းရင်တိုင်းမှာပဲအဲ့လေးဆုံးတဲ့ခုနှစ်ထဲကတုံညပါဒကနံကိုလိုက်ထွက်နေတာအခုဒါမှမဟုတ်ဒီဘွဲမှာထိုးဘာကြောင့်ထိုးတင်မှာတင်ထိုးမှာလဲဆိုတော့လေးဆုံးခုနှစ်ထဲမှာအပူဖွားဒီဒီကြိမ်မဲကျန်တော့တာအောက်မှာမရှိတော့ဘူးဒီမှာပရိသာဒီမှာလဲပရိသာဒီမှာလဲပရိသာအဲ့မို့အပူဖွားဒီဒီကြိမ်မဲရှိတော့ဖြစ်တဲ့အတွက်အရှိမှလဲသူကလေးဆုံးငါးဆုံးတိုင်းမှာကိုလောက်ခဲ့တာမဟုတ်လို့ဒီဘွဲမှာကျွန်တော်တို့ကမဖြစ်မနေဘူးကျွန်တော်တို့ကထိုးရမှာတုံမနေ့ကတုံညပါဒကနံလေးပေးတာမပေးတာသူ့အလုပ်ပေါ့နော်ကျွန်တော်တို့ကစနစ်ရအပူဖွားဒီဒီကြိမ်မဲကျန်တော့တာအပေါ်မှာရှိတဲ့အပူဖွားရဲ့ရင်ဆိုင်မှာမနေ့ကတုံညပါဒကနံလေးမထွက်ခဲ့ဘူး အခုဒီတပွဲပဲကျန်တော့တယ်အမှုဒီရင်ဆိုင်မှာကျွန်တော်တို့ကထိုးမှာနော်ကျွန်တော်ပြောတာကိုကကိုကိုကြိုက်တာကိုလုံမယ်ဆိုရင်ကျွန်တော်လိုက်ထဲဝင်မလားနဲ့နော်ကျွန်တော်ဘယ်သူမှလည်းအတင်မထိုးခိုင်းဘူးပေါ့နေခင်ဗျားတို့ဘာမှပေးတယ်မလုပ်ဘူးနော်ကျွန်တော်ကကိုတိုင်ထိုးတဲ့ကောင်ခင်ဗျားတို့ပေးတဲ့၅ဆောင်တသိန်းဆိုတာကျွန်တော်တို့ဘာမှလုပ်စားလို့မရဘူးနော်ကျွန်တော်ခြေတစ်ခွက်ထိုးရင်တော့တင်းကနိုင်ရှိတယ်ထိုးတာကြတော့ဩချင်းနေမှာဆိုလို့ခင်ဗျားတို့ရှင်မျောလင့်ပြီးတော့မှတင်ပေးနေတယ်ထင်မှာဆိုလို့ သေးဝင်ဟုတ်ကဲ့ပါဗျာနော်အဲ့လိုမျိုးလေးပေါ့ကျွန်တော်ပြောတာကအခုကျွန်တော်စနစ်တွေဖြစ်နိုင်ခြေရှိတဲ့ဟာတွေလိုက်ပြပြီးတယ်နော်လိုက်ပြပြီးတယ်အဲ့တော့ဒီအနီးကလေးနဲ့ကျွန်တော်တပင်ကျော်နှစ်ပင်ကျော်ဒီကတ်လိုင်းတွေကျွန်တော်ပြလို့ရတယ်ဆုတ်ဘွတ်ထားနေလို့မပြတာနော်အဲ့လိုမပြတတ်လို့မဟုတ်ဘူးလက်တွက်မှုလည်းကျွန်တော်မတင်ပေးသေးတယ်မဟုတ်တင်ပေးလို့ရတယ်လက်တွက်မှုလည်းကျွန်တော်ကြီးပြင်းလာတယ်ကောင်နော်၄၅၆နှစ်9နှစ်လောက်ထိဘူးလက်တွက်မှုကောင်းအောင်သုံးခဲ့တယ်ကောင်တော်တော်လေးပေါက်ခွဲပါတယ်နော်ဒါပေမဲ့ကျွန်တော်ကထိမိမိမထိုးရဲလို့ အခုဒီမှာလာပြီနောက်တစ်ချက်ကြည့်ရမနေ့ကတုံ့ပြန်ပါတဲ့ခဏကိုဘာကြောင့်ထိုးသိမ်းတာလဲဆိုတော့ခုနခုနဲ့မူနဲ့လဲကျွန်တော်ပြခဲ့ပြီနော်ဒီမှာအပူခွားဒီလေးသုံးနဲ့ခုနဲ့ဆက်မှာအပူခွားဒီချိန်မဲရှိတော့တာအမှုတူရဲ့ရင်ထဲမှာကျွန်တော်ထိုးရမှာဒီခုနဲ့မူကိုမှတ်ထားလေးသုံးငါးသုံးနိုင်မှသူလောက်ထားအမှုကျွန်တော်တို့ကစနစ်ရလုံးမယ်ပေးရင်ယူလိုက်မယ်မပေးရင်ကုန်လိုက်မယ်အဲ့လိုဂျင်ဘာချင်းတူရင်လိုက်တော့ဂျင်ဘာချင်းမတူရင်လိုက်မတုံးနဲ့နော်ကဲအားလုံးမင်္ဂလာပါပဲနော်ကဲနောက်တစ်မူကျွန်တော်ပြအောင်မယ်ဘာကြောင့်ထိုးသိမ်းတာလဲကျွန်တော်ပြအောင်မယ်အဲ့မဲ့တုံ့ပြန်ခါတုံ့ချက်တန်းတယ် ဟုတ်တယ်တချို့ကစင်နာနားလိုက်တချို့ကကျတော့နားမလည်ဘူးနော်ဟောင်ဖို့ပဲတည်ရတုံညာခါတုံညာတန်းတယ်အဲ့တန်းရင်လည်းသူက90နဲ့90နှစ်ဆုံး3ဆုံး4ဆုံးမှာပဲတန်းတာအဲ့လိုတန်းရင်အဲ့တုံညာခါတုံညာတန်းရင်အဲ့ဒီသူတုံညာခါတုံညာနဲ့ကဲ့ရဲ့သူကနှစ်ဆုံး3ဆုံးပေါ့နော်တုံညာရဲ့ပါဝါ9နှစ်တွင်းမှာတစ်နှစ်2နှစ်3နှစ်4နှစ်ဒီ9နှစ်တွင်းမှာတုံညာခါတုံညာတန်းလို့တုံညာပါတဲ့ကဏ္ဍနေနောက်နှစ်ကိုလိုက်ထွက်ရတယ်တုံညာပါတဲ့ကဏ္ဍနေနောက်နှစ်ကိုလိုက်ထွက်ရတယ်တုံညာပါတဲ့ကဏ္ဍနေနောက်နှစ်ကိုလိုက်ထွက်ရတယ်တုံညာပါတဲ့ကဏ္ဍနေနောက်နှစ်ကိုလိုက်ထွက်ရတယ် နော်ဟုတ်ပြီဒုတိယကတုံညာခါသုံးချက်ဒုတိယမြောက်တန်းတန်းလို့ရှိရင်ဒီမှာ23 24နှစ်ဆုံးသုံးသုံးလေးသုံးမှာပဲတန်းတာအဲ့လိုတန်းခင်းရင်အဲ့တုံညာခါနဲ့ဒီတုံညာခါရဲ့ကက်ရဲ့ဒီတုံညာခါရဲ့ကက်ရဲ့ဒီနေ့ကပြတုံညာရဲ့ပါပါ9နှစ်အတွင်းတနည်းနည်းနည်း3နှစ်4နှစ်9နှစ်ပြင်မှာတုံညာပါတဲ့ကဏ္ဍတွေကိုလိုက်ပို့ရမှာတုံညာ2ငါတုံညာ9နှစ်990 9တုံညာ9 8တုံညာ4 8 40နော်ဒီမှာ4တုံညာကို3ညာ9လေးခွန်တုံညာလေးခွန်တုံညာလေးထုတ်ရတူကတော့ သူကတော့သူကနှစ်ကြိမ်ထွက်နေတာပေါ့နော်ဟုတ်ကဲ့ပါနော်ဒီမှာတတိယမြောက်ကျွန်တော်တုံညာခါတုံးချက်တန်းနေအဲ့မှာလဲသူက22 23 24မှာပဲသူတန်းတာနော်သူခုနှစ်မှုခုနှစ်ပုံခုနှစ်လေးအတိကျလေးနဲ့တန်းတာတန်းလို့ရှိရင်ကျွန်တော်ကအဲ့တုံညာခါတုံးချက်တန်းလို့ဒီတုံညာခါနဲ့ကက်ရဲ့တုံညာခါရဲ့ရှင်းနှစ်ပေါ့နော်နောက်နှစ်ရှင်းနှစ်ဒီ9နှစ်တွင်ကျွန်တော်တို့27 22 23 24 25နှစ်တွင်မှာတုံညပါရကဏ္ဍကြီးလိုက်ပို့လာကြည့်မယ်27ကနေတုံညပါရကဏ္ဍနောက်နှစ်ကိုလိုက်ပို့ရ22ကတုံညပါရကဏ္ဍနောက်နှစ်ကိုလိုက်ပို့ရ22က 23ကဗောနော်23က3ညပါတယ်ကနေနောက်နှစ်ကိုလိုက်ပို့သွားပြီအဲ့မို့3ညပါပါ9နှစ်ပြင်ဒီနှစ်ထဲက3ညပါတယ်ကနေနောက်နှစ်ကိုကျွန်တော်တို့ကလိုက်ပို့မယ်လို့လုံးဝယုံကြည်ချက်ထားပြီးလိုက်နေတာနော်အဲ့ဒီမှာ तू ကအဲ့နှစ်ထဲမှာ3ညခါ3ညတန်းရင်နောက်ဆုံးထွက်တဲ့3ညဒီနောက်ဆုံးခွန်ခါရဲ့ဆောင်းမှာအဲ့ကနေဒီနောက်နှစ်ကိုလိုက်ထွက်တယ်နောက်ဆုံးထွက်တဲ့3ညကနောက်နှစ်ကိုလိုက်ထွက်တယ်ဒီမှာကျွန်တော်တို့နောက်ဆုံးထွက်တဲ့3ညဒီနောက်ဆုံး6ခါရဲ့ဆောင်းမှာအဲ့နောက်ဆုံးထွက်တဲ့3ညခါဒီကနေဒီနောက်နှစ်ကိုလိုက်ထွက်တယ် ဒီမှာကျွန်တော်တို့နောက်ဆုံးတုံညာဒီခွန်ခါ6ခါနောက်ဆုံးခွန်ခါ6ခါ5ခါရဲ့တောင်းမှာလိုက်ထွက်သွားမှာမို့လို့နော်အဲ့မို့လို့ဒီနောက်ဆုံးထွက်တဲ့တုံညာဒီနောက်နှစ်ကိုလိုက်ထွက်နိုင်ရယ်နော်တုံညာခါနဲ့ကနန်းလည်းဟုတ်တယ်ဟုတ်ပြီအဲ့ဒါတုံညာခါတုံးချက်တန်းနေတုံညာခါတုံးချက်တန်းရင်အဲ့ညစ်ထဲမှာကျွန်တော်တို့ကတုံညာပါတယ်ဘရိရှစ်ပေါ့နော်တုံညာပါတယ်ဘရိရှစ်ဟောမနစ်ကတုံညာပါတယ်ကနန်းနေပါဆိုမှတုံညာပါတယ်ဘရိရှစ်အဲ့ဘရိရှစ်ထွက်တယ်ထွက်လို့ရှိရင်အဲ့ဘရိသုံးခုကလည်းတုံညာလို့ဖြစ်ရမှာ 389ဆိုပြီးဘေးသုံးခုကို3ညလို့ဖြစ်ရမယ်။3ညပါတဲ့ဘေးရှိထွက်ရမယ်။သူ့ဘောပလေးနဲ့သူ့ဘောပလေးနဲ့ဒီဘေးသုံးခုပေါင်းလိုက်ရင်လည်း389ညလို့ဖြစ်နေရမယ်။အဲ့လိုဖြစ်နေတဲ့အဲ့ဒီလို3ည3ညပါတဲ့ဘေးရှိကအလင်းမှာသူ့ဘောပလေးသူ့ဘောပလေးကဘေးသုံးခု3ညဖြစ်ရင်အဲ့သူ့ရဲ့ရင်ဆိုင်မှာမနေ့က3ညပါတဲ့ကနန်းကိုပထမဆုံးလိုက်ထွက်ပါရဲ့။အဲ့မှာတစ်ချက်ကြည့်ရမှာကျွန်တော်တို့ကဒီမှာတုံညပါတဲ့ဘရိတ်ရှိသည်တုံညခါနဲ့အဲ့ဒါမျိုးကျွန်တော်တို့အညစ်ထက်ကတုံညခါနဲ့ကနန်းကိုလိုက်ထွက်တာလားတစ်ချက် ဟုတ်ပြီဒီမှာ၃ညာ၃ညာတန်းပြီတန်းပြီသူအဲ့ဒီထဲမှာကျွန်တော်တို့က၃ညာပါတယ်ဘိတ်ရှစ်လိုက်ထွက်ရမှာနော်ဒီမှာ၃ညာပါတယ်ဘိတ်ရှစ်ဒုတိယကက်မှာလဲသူက၃ညာခါနဲ့ပဲထွက်တာဘိတ်ရှစ်ကိုနော်ဆက်ထွက်ပြီးတော့အဲ့ဒီဘိတ်သူ့ဘောဘိတ်ရဲ့သူ့ဘောဘိတ်ရဲ့ဘိတ်သုံးခုပေါင်းလိုက်အဲ့မှာ၂၈၃ညာဘိတ်သုံးခုကလည်း၃ညာဖြစ်ရမှာအလဲဘိတ်ကလည်း၃ညာ၃ညာပါတယ်ဘိတ်ရှစ်ဖြစ်ရမှာအဲ့လိုဖြစ်တာနဲ့သူ့ရဲ့ရင်တိုင်းမှာမနေ့က၃ညာပါတယ်ကနေကိုလိုက်ထွက်တာဒီဘိတ်ရှစ်ဒီ၃ညာခါနဲ့ထွက်လို့မနေ့က၃ညာခါနဲ့ကနေကိုရှုရလားတစ်ချက် ဟုတ်ပြီဒီမှာ၃ညာ၃ညာတံပဲအနေနဲ့မှာ၃ညာပါလေဘရိတ်ရှစ်ထွက်လာထွက်တယ်ဒီမှာဒီမှာ၃ညာခါနဲ့မဟုတ်တော့ဘူး၃ကက်မှာလှဲ့လာလှဲ့ခြင်းလို့လာမသိဘူးနော်၃ညာထိနေထွက်တာအဲ့မှာဘရိတ်၃ခု၃ညာဖြစ်လာကြည့်လိုက်ဒီမှာသူ့ပေါ်မှာခွန်ဘရိတ်သူ့ပေါ်မှာ၅ဘရိတ်ခွန်ရှင်၅တူဘရိတ်၃ခုကလည်း၃ညာလို့ဖြစ်နေတယ်အဲ့မှာသူ့ရဲ့ရင်တိုင်းမှာမနစ်က၃ညာပါလေကနေဆက်ထွက်လို့ရပြီဒီဘရိတ်ရှစ်တွေ၃ညာထိနေမှုလို့အနေထဲက၃ညာထိနေကနန်းလာ၃ညာထိနေကနန်းသူ၃ညာ၆တုံးရှိမယ်ကျွန်တော်တို့၃ညာ၄တိရှိမယ်ပြီးရင်၃ညာ၄လေးရှိမယ်နော်၃ညာ၄လေးရှိမယ်အဲ့၃ခုရှိမယ်ဒါမှမဟုတ်၃ညာခါနဲ့ကနန်းကိုထွက်မှာလား အမှုကျွန်တော်ကစိတ်ချအောင်လို့မနေ့ကတုံညပါတယ်ကနန်းလေးပတ်လေဆို42ကွက်ရှိရအကုန်လုံးထိုးတယ်နော်ဒီမှာကျွန်တော်တင်ပေးခဲ့ပါရဲ့ည90ရက်တုံညပါတယ်ကနန်းနှစ်ကြိမ်ထွက်ရံပေါ့နော်အဲဒီမှာကျွန်တော်ကကန်ကောင်းရင်တော့မိမှာပေါ့ဗျာအာတုံညပါတယ်ကနန်းကြီးကတော်တော်များများရှိတယ်နောက်တစ်ချက်ကဘာပြောမလဲဆိုတော့အမကျွန်တော်မှမရှိရဒီတစ်ခွက်ပဲမရှိရနော်6တုံည6ရဲ့6တုံည6ရဲ့5တုံည4ရဲ့ဒီနှစ်ခွက်ပဲမရှိရကျန်တာအကုန်ရှိရလမ်းရပါဖြစ်တာတော့လမ်း ဲ့မှာကျွန်တော်တို့ဒီ၄၈၁တဲထွက်တာပေါ့နော်ဟုတ်ကဲ့ပါရပါတယ်နော်ကိုယ့်အကူပေါ့ကိုယ့်အကူယူကြကျွန်တော်ကကိုယ်တိုင်ထိုးလာမှုလို့ကျွန်တော်အောင်မီဆိုအောင်ကျွန်တော်အောင်မီဆိုရင်တော့လှည့်ကြည့်မနေနဲ့နော်ကျွန်တော်အိုဒီအောင်ရင်တော့တင်းချီပဲ၄၈၁တဲထွက်ရင်နော်မနေ့ကလိုက်မှာစီပြပေးထားတယ်လေနော်အဲ့မှာ၄၈၁တဲထွက်ရင်ကျွန်တော်တို့ကအဲ့ဒီထဲမှာကျွန်တော်တို့တုံးပါတဲ့ခဏကနောက်နှစ်ကိုလိုက်ထွက်မှာနော်အဲ့ဒီမှာသူ့ရှင်းနေမှာလေတုံးပါတဲ့ခဏတုံးတဲ့တုံးတဲ့တုံးအဲ့ဒီမှာတုံးတဲ့တုံးကနောက်နှစ်ကိုဆက်ထွက်တယ် ဖတ်ပြီးရင်တော့အဲ့အဲ့တုံးတုံးတုံးကနောက်နှစ်ကိုဇက်တိုက်ထွက်တယ်နော်ဒီမှာကျွန်တော်တို့က3 4 8တိတုံးပရိတ်မို့လို့အဲ့3ပါးရကဏ္ဍကို3နှစ်ဇက်တိုက်ပို့တယ်နော်ဒုတိယမြောက်4 8တိမှာထွက်တယ်ထွက်ရင်လည်းသူကသူ့ရှင်းနှစ်က3ပါးရကဏ္ဍ4ခွန်3အဲနောက်နှစ်ကိုလိုက်ပို့ပေါ့နော်နောက်နှစ်ကိုလိုက်ပို့အဲ့3ပါးရကဏ္ဍလိုက်ပို့ပြီအဲ့လိုက်ပို့ရင်အဲ့3ပါးရကဏ္ဍကနောက်နှစ်ကိုဆက်ထွက်3နှစ်ဇက်တိုက်ထွက်4 8တိ3ဖုံးလို့3ပါးရကဏ္ဍကို3နှစ်ဇက်တိုက်ထွက်ဒီမှာတတိယမြောက်ကျွန်တော်တို့4 8တိတက်ထွက်လာပြီအဲ့မနှစ်က3ပါးရကဏ္ဍဒီ9 3 9 30ဒီလိုက်ပို့ထားတယ်အဲ့လိုပို့ထားလို့ သုံးပါရကနေသုံးစတိုက်ထွက်ဆိုရင်မနေ့ကသုံးညပါရကနေဒီနေရာမှာ၅သုံးညသုံးလို့ရှိတယ်နော်ဒါကကျွန်တော် final လိုက်ပါပဲနော်မနေ့ကတင်မိခဲ့တယ်လေကျွန်တော်၅၈၈၅၃၃၅ထိတ်နောက်ဘူးလို့နော်